မေဒီကန်သမရဒိုနေထရနင်းသမရပူတင်တို့ဟန်ဂေရီမှာတွေ့ဖို့သဘောတူထားတဲ့ဆိုပေမဲ့သမရပူတင်ရဲ့လေချောင်းခီးစင်နဲ့ပတ်သက်လို့ရှင်းရှင်းလင်းလင်းမရှိသေးဘူးလို့ဖလာဒီမာပူတင်ရဲ့ပြောဆိုခွင့်ရဒီမီထရီဘက်စကော့ကအော်တိုဘာလ18ရက်နေ့မှာပြောဆိုခဲ့ပါတယ်ရင်းစင်းနီပွဲမတိုင်ခင်အချို့ဆွေးနွေးပွဲအဖြစ်အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုနဲ့ရုရှားနိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေးချိန်ကြမှာဟန်ဂေရီကိုဘယ်လိုသွားရမလဲဆိုတာပါဝင် အသေးစိတ်အချက်အလက်တွေကိုသိနိုင်ပါလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ ICC အဖွဲ့ဝင်နိုင်ငံတွေကဥရောပသမ္မဂ EU ရဲ့ပိတ်ဆို့မှုကြောင့် EU နိုင်ငံတွေကိုရုရှားနေရင်တွေပြန်တန်းလို့မရသလို EU အဖွဲ့ဝင်နိုင်ငံအားလုံးဟာပူတင်ကိုဖမ်းဝန်းထုတ်ထားတဲ့အတွက်ဟန်ဂေရီကိုဘလို့သွားရမလဲဆိုတာညှိနှိုင်းနေသေးပါလို့ပြောကြားခဲ့ပါတယ်။ပူတင်နဲ့ထရန်နိုရဲ့ဖုံးဆက်ဆွေးနွေးပြီးနောက်ပိုင်းပြုလုပ်တဲ့ဇလန်စကီးနဲ့ထရန်နိုတွေ့ဆုံပွဲမှာသမ္မတထရန်ကတူမာဟောက်မပါဘဲစစ်ပွဲပြီးဆုံးလိုက်မယ်လို့မျှော်လင့်နေတယ်။ ယူကရိန်းမှာမီဒီကန်တွေအသက်ဆုံးရှုံးနေတာမရှိသလိုငွေကြေးကုန်ကျမှုလည်းမရှိဘူး။နေတူးအဖွဲ့ကလက်နက်ခဲယံတွေရောင်းချပေးဖို့အတွက်အလွန်ကောင်းမွန်တဲ့သဘောတူညီချက်တစ်ခုရှိတယ်။အထာကလည်းအပတ်စဉ်လူထောင်ပေါင်းများစွာကိုကယ်တင်ဖို့ပဲ။သမရဘုရှ်ကစစ်ပွဲတစ်ခုစတင်ခဲ့တယ်။သမရတော်တော်များများကစစ်ပွဲတွေစတင်ခဲ့ကြပေမဲ့စစ်ပွဲတွေပြီးအောင်ဖြည့်ရှင်းမပေးနိုင်ကြဘူး။ကျောက်ကတော့ခါစားကလူအသက်ပေါင်းများစွာကိုကယ်တင်ခဲ့တယ်။ အခုနောက်ဆုံးကတော့ရုရှားယူကရိန်းစစ်ပွဲရစဲမှုဖြစ်ပြီးအောင်မြင်မယ်လို့ယုံကြည်ကြောင်းပြောကြားသွားခဲ့ပါတယ်။